ဟုတ်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါပြောနေတာဒီနေ့ကကျမ်းမာရေးကြီးတော့မဟုတ်ဘူးเนาะဒါပေမဲ့အရေးကြီးလို့ပါလူတွေအလင်ခံရညီမကြီးမှာတော်တော်များများလင်ခံနေရတယ်ကျွန်တော်တို့ကဟိုနေ့ကကံကောင်းလို့အဲ့ဒါသူကပစ္စည်းလေးတစ်ခုသွားမှာတာအဲ့ဒါကြိုတင်ငွေလဲဆိုလွှဲလိုက်ရတာဒါပေမဲ့အဲ့ဒါတော့လောက်ကြာသွားပြီးတော့အဲ့ဒါတော့ဖြဲတာပေါ့နော်အဲ့ဒါအရာမင်းဘာဖြစ်냐면မင်းအလိုင်းမော်တယ်မှာမင်းပြပါ냐ဆိုမှတော့ပြန်လွှဲပေးတာအမှန်လိန်လာတာပေါ့နော်ကြားဖြတ်မှာပဲ လိမ့်မိသားကိုသူကကျွန်တော်သိလို့လားတနာလို့ပြန်ပေးတာတော့မသိဘူးပြန်ပြမယ်ခုကဒီလိုဟာတကယ်ချင်းချင်းကွာဘိုင်ဘာနံပါတ်တွေနဲ့လွှဲတာကြုံမှုတယ်ကျွန်တော်ပုံနဲ့ကျွန်တော်ရဲ့နာမည်ကြီးနဲ့ဒေါက်တာဇာနီစင်နဲ့ငွေချီးတယ်ဆိုရင်ကျွန်တော်မဟုတ်ဘူးเนาะကျွန်တော်ငွေချီးစရာမလိုဘူးเนาะကျွန်တော်ဘန်မမမကျွန်တော်ကချီးတယ်ဘန်ပဲချီးတာကျွန်တော်ဘန်ထုတ်ပေးနေတာအဲ့ဒါကိုကျွန်တော်မယူတာအဲ့လိုမျိုးပြောပြတာကျွန်တော်ပတ်စံမလိုဘူးเนาะပတ်စံတော့မလိုတာတော့မဟုတ်ဘူးလူတိုင်းကပတ်စံလိုတယ်လိုရဲ့ တထဲရဲ့ပိုးလို့တယ်ဒါပေမဲ့ကျွန်တော်ကဘန်နဲ့ချိတ်လို့တာအဲ့တော့ဘန်ကကျွန်တော်ပတ်စံပေးတယ်ဘန်နဲ့အကုန်လုံးလုပ်ထားတဲ့အတွက်ကျွန်တော်ဒီဟိုတရားဝင်ခွန်ဆောင်တယ်တရားဝင် license ဆောင်တယ်အခွန်ဆောင်ထားတဲ့အတွက်ကျွန်တော်ကတရားဝင်ကျွန်တော်ကအဲ့လိုမျိုးကိုယ်ပိုင်ဆိုင်မှုဆိုလည်းနာမည်ဖောက်ထားတယ်အဲ့တော့အချိန်မီးကျွန်တော်မှာဟိုငွေကြီးနဲ့ financial problem ကျွန်တော်ပြဿနာသိမ့်မရှိဘူးဘာလို့ဆိုတော့ပြဿနာဖြစ်ရင်လည်းဘန်ကနေကျွန်တော်ကောက်ချီလို့ရတယ်လေချင်းငွေတင်ထားတာကျွန်တော်ကချိန်မီးတင်ထားတယ်ကျွန်တော်ကားဆိုလည်းအကြီးကျယ်ရှိတယ် iPhone ဆိုလည်းအကြီးကျယ်ကြီးနေတာကွာ ုတော့ဆက်ခွန်မကလို့ဆက်ရှစ်ထွက်ထွက်ကျွန်တော်အရေးချယူကျွန်တော်အရေးချပေးတယ်ဟိုတိတ်ထင်ကြီးကြလည်းမလို့ထင်သေးကြလည်းမလို့ဒါပေမဲ့ခုခေတ်မှာကျွန်တော်ယုတ်ကြီးနေကျွန်တော်အတန်ကြီးနေပတ်စံလာချီးတယ်ဆိုရင်လည်းဒါလက်မခံပါနဲ့လက်မခံပါနဲ့နော်ဟိုကျွန်တော်ဒီငွေမချီးပါဘူးကျွန်တော်ဗန်ပဲချီးတယ်လို့ကျွန်တော်အမြဲတမ်းပြောပါတယ်ဟိုထာထာထာတကယ်အမှန်မှာကျွန်တော်လည်းခံရရရှိတယ်ခုခေတ်မှာမလိန်ရတဲ့သူမရမှမရှိဘူးအိမ်ရောက်ငွေချေမဟုတ်ဖက်နဲ့ခင်ဗျားတော့မလွဲနဲ့ အဲ့ဘယ်သူမှမရဘူးအိမ်ကငွေချေပစ္စည်းကတခြားပြပို့တာတခြားပို့တာကိုမာထားတဲ့ပစ္စည်းမဟုတ်ဘူးအခုရတဲ့ဟာတွေကကိုမာထားတဲ့တောက်တယ်ရောက်တာတလွဲတွေတလွဲတွေတလွဲတွေတောင်ဝင်မှုတောင်ဝင်မှုဟာမရှိဘူးအဲ့လိုပဲတခါကအဲ့လိုမမမပြောမန်လေးကဆယ်လီဆိုပြီးကွာအားပေးလိုက်တာစောက်တလွဲတွေအဲလမ်းဘေးလမ်းဘေးရဲ့ထဲတွေအဲ့လိုမျိုးတွေကြုံမှုတယ်အဲ့တော့ခုခက်ကအွန်လိုင်းမယုံနဲ့ကွာဒဲပဲ မယုံနဲ့တော့ဘယ်သူမှမယုံနဲ့ထဲသွားကြည့်အဲ့မှာရှိလာနော်သူကထဲဒါဒါမှကဒေါက်တာဇန်နီဆိုတဲ့ကောင်နော်မန်ဒီမှာဒီလက်ဒီလက်မှာနေတယ်အဲအဲ့မတော်ကြည့်လိုက်အဲ့ကောင်ရှိတယ်အဲ့ကောင်ရောက်ရင်ယုံလိုက်လေကျွန်တော်ပြောတာငွေကြိုတွဲတော်တော်ဝင်ယူတယ်အဲ့လိုဆိုလုံလိုက်လေမန္တလေးမှာရှိတယ်ကွာရန်ကုန်မလေးရှားတောင်းပြပတ်သွားနေရကွာအဲ့လိုလူမျိုးဆိုရင်တော့ကျွန်တော်ကဒါလက်ခံတယ်ဒါပေမဲ့ကျွန်တော်ပုံစံနဲ့ကျွန်တော်အကောင့်နဲ့ကျွန်တော်ဖုန်းနဲ့မှတူလေလောက်ချင်းလုံမှာပဲကျွန်တော်ခိုင်နေတဲ့ဖုန်းပုံစံနဲ့ကိုလိမ့်ရမှာလိမ့်နေတာဟောဆိုအခု ပြီးပတ်ရောက်နေပမာတွေဘာဘာဒုက္ခရောသိလားမင်းတို့ဘယ်ရလဲဆိုမြန်ထန့်ပေါ့လားမြန်ထန့်လို့ခေါ်ရလားတရုတ်လိုမြန်ပြန့်ဟမ်မြန်ပြန့်မြန်ပြန့်လို့ပမာဆိုတော့မင်းတို့ကြားဖြန့်မယ်လောင်းမြန်လို့လောင်းမြန်တရုတ်ပြောမလားဟမ်လောင်းမြန်ဆိုမြန်မာပြောရလားသိကြတယ်အဲ့ဆိုရင်တို့ကဘာဟင်လဲဆိုတော့မြန်မာပြည်ကဆိုရင်ထေသေးခံရတယ်မင်းတို့ကြားဖြန့်မယ်လို့ပြောခံရတဲ့အခြေအနေဖြစ်နေတယ် ကျွန်တော်ကျွန်တော်တို့အဲ့လိုမျိုးထင်သေးခံနေရတယ်ကွာ အလိန်နဲ့ကောင်တွေကြောင့်လိန်နေတာကြားဖြတ်နေစနစ်တကျလုံနေတာအဲ့တော့ပေါ့မမမတို့ ID ကောင်းကောင်းကျွမ်းနေပတ်စံလည်းလာတာကောင်းကောင်းပေးတယ်သူအဲ့ဒီမှာထိုင်ပြီးအဲ့ဒါထိုင်လုံနေရတာပြီးတော့လောင်းစားနဲ့ဘွားပြက်တဲ့ကောင်တွေအများကြီးတော့လောင်းစားနဲ့ပတ်သက်ပြီးကျွန်တော် ပြောမှုမယ်ကျွန်တော်ကဘာမှအကျိုးမပေးဘူးเนาะ တစ်လုံးလဲကျော်နှလုံးလဲကျော်သုံးလဲကျော်အကုန်ရှုံးတာဘောလုံးဝဲတိကပေါ့ကျွန်တော်ကဘောလုံးသွားဘောလုံးဝဲချိုက်လောင်းနေမောင်းနေလဲလောင်းနေအတန်ထဲမှာဆိုရင်လာတာရတာမှတသိန်းလားရှိတာအဲဒီပတ်စံတောင်း၄၅သိန်းတောင်းဘာလို့အရင်ရှိတဲ့ပတ်စံတွေအကုန်တောင်းအိုးခွက်တွေရောပကံတွေရောစပိန်တွေရောဆိုင်ကယ်တွေရောအကုန်ရောင်းပြီးကျွန်တော်ရှုံးတာလောင်းစားကျွန်တော်အဲ့ဒီအကျုံးမဖေးဘူးအခိုင်မှဆိုအကုန်ရှုံးတာလောင်းတာကိုကျွန်တော်အဲ့ဒီလောင်းလာကျုံးမမှန်းသိတော့ကျွန်တော်လောင်းစားရပ်လိုက်တယ်မလောက်ကြနဲ့ဘဝပြတ်မဲ့တဲ့မှာလောင်းစားပါတယ် အဲ့တော့အလိမ့်မှာဆိုရရသမားဖြစ်နေရသမားကဘာမှမတူရက်ကိုကြိုက်တယ်ရက်ကိုချစ်တယ်အဲ့တော့ဒီကောင်ကဘာဆေးမှလည်းမတူနော်ဘာမွေးဆေးမှလည်းမလုပ်တရားဝင်တရားဝင်မူးဝင်ရတာဒါပြောမှဖြစ်မှာလက်ရှိမြန်မာနိုင်ငံအခြေအနေမှာရသမားတွေကအလိမ့်မှာဆုံးပဲနော်လောင်းသားသမားတွေဘွားပြက်တယ်ပြောနေတာအဲ့ဒါကောင်းကောင်းကိုပြောနေတာမဟုတ်ဘူးဘာဖြစ်လို့အဲ့ဒီကောင်းကောင်းကပြန်ရောက်သွားပြန်မဟုတ်ဘူးလိန်နေနော် လောင်စားလုပ်တယ်เนาะစေးချတယ်အဲ့ဒီမှာမှအဲ့လိုမျိုးဟိုအရက်လေးတောက်တာပြဿနာမရှိဘူးလို့ထင်တာပဲအများနဲ့ပေါ့